governor house ကိုရောက်ပါပြီအဲဆို governor house ကတက်တက်အဲ့လိုဝင်ပေါက်တစ်ခုရှိမယ်မှတ်တာပေါ့နော်မဟုတ်ဘူးဒီ hotel ဝင်အပေါက်ကနေဝင်သွားရတာပါဟုတ်လာလိုက်တာ

်မိခဲ့တို့တဲ့အချိန်တိုင်းသူ့ကိုဘာကြောင့်တတိရနေတာလဲလို့ကိုကိုကိုပြန်လေးကြည့်တော့အလုံးသားလေးကဖြေချတယ်ဒါသူ့ကိုချစ်ခဲ့တာအချစ်တခုတည်းမဟုတ်ဘူးတဲ့တန်ရုံးစင်နေနဲ့ချစ်မိခဲ့တို့တဲ့ ောက်ရောက်ပါပြီဝင်ကြီးက2500ပါကဲထဲဝင်ကြည့်ကြရအောင်နော် ဒီပြည်ဦးလွင်မှာရှိတဲ့ဘီယင်ကန်ရဲ့အိမ်တော်ဒီပေါ်တော့ Governor House အကြောင်းကိုပြောပြရမယ်ဆိုလို့ရှိရင်တတိယအင်္ဂလိပ်မြန်မာစစ်ပွဲပြီးမန္တလေးမြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်မှာပြည်ဦးလွင်ကိုလည်းတဆက်တည်းသိမ်းပိုက်ခဲ့ကြပါတယ်အရင်နောက်မှာတော့1896ခုနှစ်မှာပြည်ဦးမြင့်ကိုအင်္ဂလိပ်တို့ရဲ့နွေရာသီရုံးဆိုင်ရင်နဲ့အပန်းဖြေနားယူဖို့ရန်အတွက်တောင်စခန်းမျိုးအဖြစ်တည်ဆောက်ခဲ့ကြတယ်။ 1899ခုနှစ်မှာတော့ပြည်ဦးလွင်ဆိုတဲ့အမည်ရစာမေမျိုးလိုတရားဝင်ပြောင်းလဲခေါ်ဆိုခဲ့ပြီးတော့ဘရင်ကန်ရဲ့ရုံးဆိုင်ရန်နဲ့နေထိုင်မှုရန်အတွက်ဘရင်ကန်အိမ်တော်ကိုလည်းတည်ဆောက်ခဲ့ပါတယ်။ဘရင်ကန်အိမ်တော်ကိုတော့1903ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီးတော့1905ခုနှစ်မှာပြည်စီခဲ့ပါတယ်။ဘရင်ကန်ရဲ့အိမ်ဝင်းကတော့ဧကတရားကျော်ရှိပြီးတော့ရန်ကုန်နဲ့မန္တလေးမှာရှိတဲ့ဘရင်ကန်အိမ်တော်ဤထက်ပိုမိုတာယာပြီးတော့ကြီးကျယ်ခမ်းနားလာပါပါတယ်။ င်တော်တည်ဆောက်ပြီးပထမဆုံးနေထိုင်ခဲ့တဲ့ပုဂ္ဂိုလ်ကတော့ဒုတိယဘုရင်ခန်းစာ AH ဘာနဲ့ဖြစ်ပြီးတော့1903ခုနှစ်ကနေပြီးတော့1905ခုနှစ်အထိနေထိုင်ခဲ့ပါတယ်။နောက်ဆုံးနေထိုင်သွားတဲ့ဘုရင်ခန်းကတော့ Sir Thomas Smith ဖြစ်ပြီး1942ခုနှစ်ကနေ1942ခုနှစ်အထိနေထိုင်သွားခဲ့ပါတယ်။ 1942ခုနှစ်ဧပြီလဘရင်ကန်ဆာတော်မန်စမစ်အင်တော်ကိုစွန့်ခွာပြီးတဲ့နောက်မှာမိသူမီဝါကမိရှုခဲ့တဲ့ကိုရုံရင်းထက်တိုင်းတက်တက်ကိုယ်ကိုယ်မသိရပေမဲ့ဝင်းအင်တော်ကတော့မိလောင်ပြချသွားခဲ့ပါတယ်။ thì rồi có văn house của nhau mà mùi hỏa lắm hồi nam mà mùi mịn Ba. Hình cái ที่ดีเองมาสูชิเองเนี่ยมาไปป้าทาจ่าใจเนาะฮัลโหลเี่ยัเรียนายเวนี ဘာကန်းလေးကနေထွက်လာရင်ပြင်မဲ့ရှူရင်းကလည်းအရန်ကိုမိုက်ပါတယ်။အစာဦးကနှစ်ခုရှိတာပဲ။ဖျောင်းရုပ်ကြီးရှိရဲ့ဘက်ကဒီဘက်ဖြစ်မလား။ဘာလို့ဒီဘက်မှာအပေါ်ထက်မလား။တသေးကွယ်။အပေါ်ထက်မှာတော့ဆော့တဲ့အခန်းဖြစ်တော့ဒီဘက်မှာဖြစ်ဖို့များတယ်။ ဟောကြနေခြင်းစရာလေးနော်ဟုတ်တကယ်ဟွန်းတောက်ဟောကြနေတကယ်ကိုနေခြင်းစရာလေး ားကြတော့ဧကန်ပုံစံမျိုးပေါ့နော်ဘာမလဲဆိုတော့ဒီမှာမီလင်းပိုလိုပါလို့ရှိရဆုံးလေမီလင်းပိုလိုပါလို့ရှိရဆုံးဒီဟာဧကန်ဖြစ်ပုံများပါလေတော်တော်လေးအဲ့ဒါနဲ့တက်တာနဲ့အားရကြတယ်ဆက်စားနေလို့ဆက်နေတယ် กินอะไรดินเหียวดินบอดตดก็ตุ๊บแปนะทำไมหนว่าปงแสงลิมยาทำเลยก็ส่งลีส่วนจะตัวโปรถ้าการจะเนาะว่า

2005ခုနှစ်မှာထူယောင်းဝယ်ရေးကုမ္ပဏီကနေပြီးတော့ငကိုမူလပုံလန်တိုင်းပြန်လည်တည်ဆောက်ပြီးတော့2009ခုနှစ်မှာပြီးစီးခဲ့ပါတယ်အခုခါမှာတော့ရွှေစန်းအိမ်ဆိုတဲ့အမည်နဲ့မန္တလေးရှိုးဝီလမ်းမကြီးပေါ်မှာဟိုတယ်အဖြစ်နဲ့ဖွင့်လှစ်ထားတယ်ပေါ့နော်ဒီဘီရင်ကန်အိမ်တော်မှာတဲခိုချင်တယ်ဆိုလို့ရှင်လည်းရတယ်ဒါမှမဟုတ်ဝင်ရောက်လည်လာချင်တယ်ဆိုလို့ရှင်လည်းရပါတယ် ดูดิอ่ะดูดูเนี่ยไซส์สูงเราจะ tuyu pono nene. Uhum.